ဈေးဝင်ဒီစုသမစိတ်ချရတယ်ဆိုပြီးတော့ဘုန်းကြီးတို့ငငယ်ကကြောညာလေးတစ်ခုဖတ်ဖူးတယ်။တရားအထုံရင်လည်းဘုရားဟောအတိုင်းကျင့်တာကစိတ်မချရဘူးလား။အဲ့ဒါသတိထားကြနော်။ဒီစုသာကိုတော့မမိတ်နဲ့ဟုတ်လား။ဈေးဝင်ဒီစုသာကိုမမိတ်တဲ့သလို။တရားအထုံရင်လည်းဘုရားဟောညွှန်ကြားချက်ကိုတော့မမိတ်တဲ့လား။မမိတ်တဲ့ဘူး။ဒါသတိထားဖို့လိုတယ်။ဒါဘာကြောင့်ပြောနေတယ်လဲ။ သမထကသန္တရာရင်းတရားမဟုတ်သန္တရာဘာတရားဖြစ်တယ်ဝိပဿနာတန်ရင်သန္တရာရင်းတရားဖြစ်တယ်ဆိုအာဘောအရင်တန်တန်နဲ့ပြောလိုက်တော့ဟုတ်တော့ဘောမဲ့သဘောကျသွားခုကြည့်ပါပရမသန္တန်တရားတွေကိုဝိပဿနာရှုရတယ်ဘုရားအလောင်းတော်ကသောတပန်ဖြစ်မယ်ဖြစ်တယ်ဒီခါဒုတိယသန္တန်တရားတွေကိုဝင်စားပြီးဒီဒုတိယသန္တန်တရားတွေကိုသာဏသမပတ္တိဝိသီအတွေ့မှာတည်ရှိနေတဲ့သန္တန်တရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတတ်ခြင်းရှုပ်လိုက်တာဝိပဿနာဉာဏ်တွေနဲ့ရင့်ကျက်လာဩ ရင်းတက်လာတဲ့ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာအနတကတဂါမိမဉ္ဇဉ်ဖူဉ္ဇဉ်တို့ဆက်ရောက်ပြီးတကတဂါမိမဉ္ဇဉ်ဖူဉ္ဇဉ်ဖြစ်ထွဋ်ထွေးသိမြင်အပ်တဲ့အတ္တငရတအငိမ့်တနိဗ္ဗာန်တရားတော်မြတ်ကြီးကိုထွဋ်ထွေးသိမြင်တော်မူပါတယ်ဒီလိုဆိုရင်ဒါသာသနာတွင်ကြားလို့ပြောမလားသာသနာဘတ်ကြားလို့ပြောမလားနည်းနည်းစဉ်းစားကြနော်နောက်တစ်ခုမဲခင်ဘယ်နှပါးရှိတယ်ရှင်းပါရှင်းပါတဲ့မှာတမ္မသမာတိဆိုတဲ့မဲခင်တစ်ခုပါပါတယ် ဘာကုတမန်တမာတိခေါ်ဆိုတယ်လဲဆိုတဲ့အချက်နဲ့ပတ်သက်လို့ဘုရားရှင်ကိုရိုရိန်ကမဟာတတိပြဏအတုဒ္ဓံမှာရှင်းထားပါတယ်ပရမဇန်တမာတိဒုတိယဇန်တမာတိတတိယဇန်တမာတိသရုတ်တဇန်တမာတိကြီးကိုတမန်တမာတိလို့ခေါ်ဆိုပါတယ်ဆိုတိတိကျကျရှင်းထားတယ်မဂ္ဂင်ရှင်ပါတိသန္ဓရာတွင်တရားလားသန္ဓရာပါတရားလားလို့မေးရင်ဘယ်လိုဖြေကြမလဲမဂ္ဂင်ရှင်ပါမှာသန္ဓရာတွင်တရားမဟုတ်ဘူးဆိုရင်တော့ဘယ်နဲ့တော့ဘာကိုသွားသန္ဓရာတွင်တရားပြောတော့မလဲ ဒါမဂ္ဂင်ရှင်ဘာကဒီကြောင့်ဒီတော့လမ်းပဲနိဗ္ဗာန်တော့သွားတဲ့အခါမှာကျင့်ရမယ်ဒီကြောင့်ဒီတော့လမ်းပဲအဲဒီတော့ဒီသမ္မာသမာဓိကဘုန်းကြီးတို့စာထုတ်အရာပြောရင်ပေါ့မိဇ္ဇီဒီပဂဏီအဖြစ်မဟာသတိပဋ္ဌာန်သုံးတော်မှာဘုရားရှင်ကဟောကြားထားတော်မူခြင်းဖြစ်ပါတယ်မိဇ္ဇီဒီပဂဆိုတာကမွေတကောင်ကိုခါလေကနေကင်မြောက်လိုက်ရင်ခါတာမြင်သလားဒီကောင်လုံးမမြင်နိုင်ဘူးလား မြင်နိုင်တယ်အဲ့ဒီဤစနစ်နဲ့ဘုရားကဟောထားတာတမာတိကခုနကဇန်နံကနေတဲ့ဥပ္ပဆရတမာတိလို့ခေါ်ဆိုအပ်တဲ့ကာမဝဆရတမာတိကတစ်မျိုးဗရမဇန်ဒုတိယဇန်တတိယဇန်သရုတ်တဇန်လို့ခေါ်ဆိုအပ်တဲ့ရူမဝဆရတမာတိကတစ်မျိုးအာကန္တဉ္ဇယရဏဇန်ဝိညာဉ္ဇယရဏဇန်အာကိဉ္စညာယရဏဇန်ဒေဝတိညာနတိယရဏဇန်လို့ခေါ်ဆိုအပ်တဲ့ အရမဝဇရဇန်သမာတိကတစ်မျိုးဆိုပြီးသမာတိ၃မျိုးရှိပါတယ်၃မျိုးတည်းကအလေကောင်ဖြစ်တဲ့ရူပဝဇရသမာတိကိုဂိုင်ပြီးမြောက်ရလိုက်လျင်အဆက်ဖြစ်တဲ့ဥပဇရသမာတိဆိုတဲ့ကမဝဇရသမာတိနဲ့အဆုံးဖြစ်တဲ့အရမဝဇရသမာတိတွေကိုပါပေါင်းကျုပ်ပြီးယူရတဲ့ဤစနစ်ဖြစ်ဘုရားရှင်ကဟောသွားတာ။ဒါကြောင့်ဝိသုဒ္ဓိမေအထေကရာကစိတ်တဝိသုဒ္ဓိဆိုတဲ့သကလုံးရဲ့အဓိပ္ပာယ်ကို စိတ်တဝိသုဒ္ဓိနာမတဥပ္ပစာရအထက်တမပတ္တိယစိတ်တဝိသုဒ္ဓိဆိုတော့ဥပ္ပစရတမာတိနေတကွဇန်တမပတ်၈ပါးကိုခေါ်ဆိုပါတယ်ဆိုပြီးဒီလိုတတိယတက်ရှင်းထားတယ်စိတ်တဝိသုဒ္ဓိစိတ်တဖြူစင်တန်ရှင်းနေစိတ်တမကိလေသာနိဝရဏအညီတိနေမှာစင်ကြင်နေတယ်ဆိုတာကဇန်တမာတိအဲ့ဥပ္ပစရတမာတိနေတကွဇန်တမပတ်၈ပါးကိုခေါ်ဆိုပါတယ်ဆိုပြီးဒီလိုရှင်းထားတယ် ီတော့စိတ်တဝိသုဒ္ဓိဆိုတာနဲ့တမန်တမာရီဆိုတာအဓိပ္ပာယ်ချင်းအတူတူပဲဒါကြောင့်ခွန်ကြီးတို့ဘုရားအလောင်းတော်ကဒုတိယဇံကိုဝင်စားပြီးလို့ဒုတိယဇံကိုဝိပဿနာရှုတဲ့အခါယဉ်ကျေးလာတဲ့ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာတဂါရဂမိမညံဘုံညာတို့ဆက်ရောက်သွားတော်မူတယ်တဂါရဂမိမညံဘုံညာဖြင့်ထွတ်ထွင်းသိမြင်အပ်တဲ့အတ္တကရတအငိမ့်တဲ့နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်းထွတ်ထွင်းသိမြင်တော်မူတယ်သို့သော် ဆက်လက်ပြီးတော့ဘုရားအလောင်းတော်ကအာနာပါနတတိယဇံကိုဆက်လက်ပြီးဝင်စားတော်မူပါတယ်။အာနာပါနတတိယဇံကိုဆက်လက်ဝင်စားတော်မူပြီးတို့အာနာပါနတတိယဇာနတမပတိဝီထိအတွင်းမှာတည်ရှိနေတဲ့ဇာနန်တရားတွေကိုလည်းအိဋ္ဌဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်းပြီးတော့ဆက်လက်ပြီးဝိပဿနာရှုဖွားသုံးသပ်တော်မူပါတယ်။ဒီအာနာပါနတတိယဇာနတမပတိမှာလည်းခုနကပြောခဲ့တဲ့အတိုင်းမနန္ဒရဝဇ္ဇမန်စိတ်စိတ္တကဆယ်နှလုံး မရိကဥပ္ပဇာနုလောကုဏ္ဏဘုခေါ်တဲ့ဥပ္ပဇရတမာတိဇော၄မျိုးမှလည်းစိတ်ထင်းစီ34လုံးစီပဲရှိပါတယ်သို့သောတတ္တယဇံတမာတိတတ္တယဇံဇောနေအစမပြစောလာတဲ့အခါတတ္တယဇံတိုင်းဇံတိုင်းမှာတော့ဝိတ္တဝိစာရနှမျိုးလုံးပြုတ်ပြီးတော့စိတ်ထင်းစီ30နဲ့နှလုံးစီပဲရှိပါတယ်အဲ့ဒီ34လုံးကဘာတွေလဲ32လုံးကဘာတွေလဲမသိချင်ဘူးလား နံပါတ်1အဘိဓမ္မာတော့နည်းနည်းသိမှာနော်နံပါတ်2လက်တွေ့ကျင့်ပါသိဖလားပဲလေဘလူမြန်သိတယ်လဲလို့သွားပြီးမင်းကောပြီးတော့ရန်ထောင်မနေနဲ့နော်ဘုရားလောင်းတော်ကိုရင်ကကျင့်လို့သိနေတာသွားပြီးမေးမနေနဲ့မင်းညင်ဘုရားရှိသွားတာမေးတော့ဟုတ်လားမလားဒီထက်မေးတယ်လူများပါနေဦးမလားဟမ်ထိတ်ပိတ်ထိုးမလို့မေးနေတာဟုတ်လားကဲနောက်တစ်ခုအဲ့ဒီ တတ္တယဇန်နန္တရားတွေကိုဝိပဿနာရှုလိုက်တဲ့အခါရင့်ကျက်လာတဲ့ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာဘုရားအလွန်တော်သည်အနာဂမိမညဖုန်ညာတို့ဆက်ရောက်တော်တော်မူတယ်။အနာဂမိမညဖုန်ညာဖြင့်တွွတ်တွင်သိမြင်အပ်တဲ့အတ္တကရတအငိဋ္ဌနိဗ္ဗာန်ကိုခေါ်ဆိုအပ်တဲ့လောကုတ္တရာနိရောဓသစ္စာတရားတော်အမြတ်ကြီးကိုလည်းထွတ်ထွန်းသိမြင်တော်မူပါတယ်။တဖန်ဘုရားအလွန်တော်ကအာနာပါနသရုဒဇန်တမာတိကိုဆက်လက်ပြီးဝင်စားတော်မူပါတယ်။ ထိုသရုတ်တဇံတမန်တိကိုဝင်စားတော်မူပြီးတော့ထိုသရုတ်တဇံနတမသရုတ်တဇံမှထပ်ပြီးတဲ့အခါသရုတ်တဇံနတမပတ်တိဝိသီအတွေ့မှတည်ရှိနေတဲ့ဇဏ္ဏတရားတွေကိုလည်းအနိစ္စဒုက္ခအနတ္တလက္ခဏာဤသုံးတန်နေပြီးတော့ဆက်လက်ပြီးဝိပဿနာရှုမှတ်သုံးသပ်တော်မူပါတယ်။အဲဒီသရုတ်တဇံနတရားတွေမှာတော့ပိစကဏီဖြစ်နေတဲ့အတွက်မနောဒရဝဇ္ဇမှာဆေးစရိတ်တဲ့ဆန္ဒလုံးပရိင္ကံဥပ္ပဇာအနုလုံဂုဏတော်ဘုခေါ်တဲ့ ဥပ္ပဇရဇံတမဏီဇော၄မျိုးမှလည်းစိတ်စိတ်တိတ်34လုံးစီပဲရှိပါတယ်။အစရုဏဇံဇောအခိုက်မှာတော့ဝိတ္တဝိสารပီတိပြုတ်ပြီးတော့စိတ်စိတ်တိတ်30လုံးစီရှိပါတယ်။32လုံးဝိတ္တဝိสารပီတိပြုတ်ပြီးတော့စိတ်စိတ်တိတ်32လုံးစီရှိပါတယ်နော်။ အဲဒီတော့အဲ့ဒီ30ကျလုံးထဲမှာဝေဒနာကတော့သောမနတ္တဝေဒနာဖြစ်တဲ့အတွက်ဥပစရသမာဓိတော့သမာဓိဇောရီမှာပီတိပါရာဟုတော့ကန့်ကွက်မှုမရှိပါဘူး။အဲဒီတော့အဲ့ဒီလိုဝိပဿနာရှုပါသုံးသတ်တော်မူလိုက်တဲ့အချိန်ခါမှာရင့်ကျက်လာတဲ့ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာဘုရားအလောင်းတော်သည်အရတ္တမညံဖွဉံတို့ဆက်ရောက်ခေါ်တော်မူခဲ့ပါတယ်။အရတ္တမညံဖွဉံဖြင့်ထွတ်ထွင်းသိမြင်အပ်တဲ့အတ္တကရတ္တအငိမ့်တ္တနိဗ္ဗာန်ကြားတော်မြတ်ကြီးကိုလည်းထွတ်ထွင်းသိမြင်တော်မူပါတယ်။ တွန့်တော့ဒီအရတ္တမညံဘုံညံကအရတ္တမညံဘုံညံတသက်တည်းမဟုတ်ပဲတမိညွတ်တဲ့ဉာဏ်တော်မြတ်လို့ခေါ်ဆိုအပ်တဲ့ဖြီးပြူကြီးဆောင်းမူလျက်အရတ္တမညံဘုံညံတို့ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ဆုံးလို့ပါတယ်ဒါဘုရားအဖြစ်တို့ရောက်ရှိထွားတယ်နော်ဒီတော့ဘုရားအလောင်းတော်မှာတည်ကြည်သောစိတ်တက်ရှိတယ်လားမရှိဘူးလားရှိနေတယ်ဒီအချက်ကိုအာရုံယူထားပါနော်ဒါကြောင့်ခொနကဘုန်းကြီးရုတ်ခဲ့တဲ့ခါထာလေးကဘုရားရှင်ဤ ဝေဒာလီပြီမှသာပါလဇေတိမှတတိသမ္ပဇိဉာဏ်ရှင်တော်မူလျက်အာယုသင်္ခါရကိုလွတ်တော်မူတဲ့အခမ်းမှာဘုရားရှင်ကိုရတင်ကဥဒံကျွင်ရင်တော်မူခဲ့တဲ့ခါထာလေးဖြစ်တဲ့ပြန်နာကြည့်အောင်နော်ဒုလမတုလင်သတ္တမောဘောဝသင်္ခါရမဝုသစီမုနိဣဇတရတောသမဟိတောအဘိန္တိကဝဆမိဝတ္တံဘော မုနီဗုဒ္ဓမုနီဖြစ်တော်မူသောမြတ်စွာဘုရားသည် အတုလင်းသမဏိရှင်အာညာနိဗ္ဗာန်တရားတော်မြတ်ကို၎င်းသံဃဝင်ဆက်အဖန်ဖန်ဖြစ်ပေါ်ဘွားသုံးပါးကို၎င်းဒုလန်ဒုလျံတော်ခန္ဓာငါးဝသင်္ခါရကအနိစ္စသာမှန်လစွာဤခန္ဓာငါးရန်ချုပ်ရမှန်သည့်နိဗ္ဗာန်မြညာဤတရားမူပြပြမရှိမြဲလာပြီဟု နိုင်ရှိသုံးသပ်ပညာမြတ်ဖြင့်ဆုံးဖြတ်တော်မူသည်ဖြစ်ပေဘဝသင်္ခါရံဘဝအတ္တဖြစ်ဖို့စီမံဘဝကံမိကံကိုအဝတ္တစီအရိယမေဖြင့်ထွေးဟဲဆွံ့ပြတော်မူခဲ့လိမ့်မည်ကထာအဝတ္တစီဘပုံဘပံဘဏီလံအဖြင့်ဆွံ့ပြတော်မူခဲ့လေသည်နိအစ္ဆန္ဒရတောဝိပဿနာဉာဏ်ပညာဖြင့် ခန္ဓာပင်စင်ကခဏငါဝဣဇဒဝေလက္ခဏာယင်သုံးချက်တင်းလင်းရဲ့ရှင်ရင်ရှုမျောမွေးလျော်တော်မူသည်ဖြစ်၍သမာဟိနောဥပ္ပဆရာအပ္ပနာနှစ်ဖြာသောသမာဓိဖြင့်ကြည်ကြည်သောစိတ်ထားရှိတော်မူသည်ဖြစ်၍ကဝဇာမိဝါချက်ဝတန်စာကိုချွတ်ပြတကဲ့သို့အတ္တသံဝမိမိတန်တံဝေအဖမ်းမှဖြစ်ပေါ်ကိလေသာတရားကို အဘိန္ဒီမဉ္ဇဉ်လေးဖတန်လျက်တဖြင့်ပေရှားဖြစ်စီတော်မူခဲ့လိမ့်မည်။သောတမတိမဉ္ဇဉ်ဖြင့်ပင်သင်ပင်တိုင်းကျသက္ကရာတိတိဝိသိကိသသီလပတ္တပရမန္တဆရကိဉ္ဇာဏီကိုသောတမတိမဉ္ဇဉ်ကပဲရယ်။တင်္ဂရကမိမဉ္ဇဉ်ဖြင့်ခေါင်းပေါ်အောင်ပြုတင်ပြုထိုက်ကျ။ရာဂဒုသဟိကိုခေါင်းပေါ်အောင်ပြုလုပ်တော်မူပါれ။အနာဂမိမဉ္ဇဉ်ဖြင့်ရံဃဒုသဥဆောင်နေတဲ့ အရကဒေါသဣဒ္ဓမိစရိယဥဆုံးနေတဲ့ကိရိတာအငြိဉ္ဇိတွေကိုပယ်ရှားပြလိုက်တယ်အရတမဖြစ်ဝိသတနာဥပဒဥဆုံးနေတဲ့ကျွင်းတဲ့ကိရိတာအတော်တရားတွေကိုကုန်စင်အောင်ဖြစ်စီဖြစ်တော်မူပါတယ်အဲ့ဒီလိုဖြစ်စီလိုက်တဲ့အချိန်ခါမှာဝိသတနာဥပဒဒံဆိုတဲ့ကိရိတာတရားကြီးရဲ့အထောက်အပံ့ကိုရရှိမှအကျိုးပေးနိုင်တဲ့စွမ်းအားရှိနေတဲ့ကံဒီဟာလဲအကျိုးပေးနိုင်တဲ့စွမ်းအားနဲ့ကုန်သွားတယ်ဘာကြောင့်လဲ ဝိသဒနာဥပါဒံဆိုတဲ့ကိလေသာအပေါင်းဖို့တို့ရဲ့အပိထောက်ပတ်မှုကိုမရရှိတဲ့အတွက်အရဟတမေမဆိုင်မီသန္တရာတလျှောက်မှပြုစုပြုထောင်ခဲ့တဲ့ကုသကအကုသကမှန်သမျှသည် နောက်ထပ်တဖန်ပြိဏိဗာဏသုတ္တိရဲ့နောက်ဆွယ်မှာဘဝတည်ဆိုတဲ့ခန္ဓာငါးပါးကိုဖြစ်စေနိုင်တဲ့စွမ်းအင်တွေကုန်ခန်းသွားတယ်။အဲ့ဒီလိုကုန်ခန်းသွားတဲ့သဘောဒီသဘောကိုပဲအာယုံယူပြီးတော့ကိုမြတ်စွာဘုရားကဟောနေတာပါနော်။ အဲ့ဒါဒီဇောအင်းနေကုန်ခန့်နေတော့ဒီခန္ဓာဝင်ကြီးကိုဘယ်လောက်များဆက်လက်ပြီးထူထောင်ထားရမလဲထမ်းဆောင်နေရမလဲလို့မေးလိုက်တော့ထိုနေ့ကဘုရားရှင်ပြိဏိဗံစံတော်မမှုမိတဘိုးရဲလက်ဖြစ်နေဖြစ်ပါတယ်နောက်ထပ်၃လပဲဒီခန္ဓာဝင်ကြီးကိုငါဆက်လက်ပြီးထမ်းဆောင်ရတော့မယ်၃လပြည့်ခဲ့ရင်တော့ဒီခန္ဓာဝင်တို့ဝင်ဖို့ကြီးကိုငါဆက်လက်ပြီးတော့မထမ်းဆောင်ရတော့ဘူးဆိုတဲ့မိမိ ခန္ဓာဝန်တို့ထမ်းဖို့နေရတဲ့ဆင်းရဲဒုက္ခကြီးမှလွတ်မြောက်မဲ့အချိန်ခါကာလကိုလှမ်းမြော်ကြည့်ပြီးတော့ဝမ်းမြောက်ကြည်နူးတော်မူတယ်။ဘယ်နဲ့တော့တရားနဲ့ပရိသတ်တွေအဲ့ဒီလိုများဝမ်းမမြောက်ခြင်းဘူးလား။ဟုတ်ကဲ့လား။ဘုန်းကြီးကခွင့်နိုင်မလားလို့မေးရင်ဗာပြောကြတယ်။ကျိုးစားပါမယ်ဖျားတဲ့။ဟာတဲ့ဘုန်းကြီးကျင်တဲ့အောင်ပြောသွားတာနော်။ကျိုးစားပါမယ်ဆိုတဲ့စကားလေးနဲ့ဘုန်းကြီးနှစ်သိမ့်ပြီးတော့ထပ်ပြန်သွားတဲ့လူတွေကြီးပဲနော်။အဲ့ဒီတော့ ဒီလိုခန္ဓာဝန်တုံးကိုထမ်းဆောင်ဖို့ရအတွက်လမ်းမှီမြင်တဲ့အခါမှာဘယ်လိုအကြောင်းတရားရှိလာလဲဆိုတော့အလုံးကြံဖူးတဲ့အတိုင်ထုံနေမှာမနကပြိဋိဘံဆံဖို့လမ်းပြီးတောင်းပန်နေဆိုကြပါစို့ဒီခါမှာဘုရားရှင်ကလည်းမိမိရဲ့အာယုသင်္ခါရကိုဆင်ញင်ပြီးသားဖြစ်တဲ့အဲ့မှာအာယုသင်္ခါရဆွန့်လွတ်တယ်ဆိုတာကအာယုသင်္ခါရကနှစ်မျိုးရှိနေတယ်မိမိတဲ့တော်ကို အစဉ်ကကွယ်ဆုံးဖြောက်ပင်းနေတာကကံတရားဖြစ်တယ်ထိုကံတရားကြောင့်ဖြစ်နေတဲ့ယုတ်ဇီဝိတ္တနဲ့နံဇီဝိတ္တဆိုတာရှိအဲ့ဒီယုတ်ဇီဝိတ္တနံဇီဝိတ္တတွေကမိမိတို့ရဲ့ယုတ်တန်တန်အစဉ်နံတန်တန်အစဉ်ဆက်လက်ဒီရှိအတွက်ထင်းထင်းဆောက်ရှောက်ပင်းနေတဲ့တရားရင်ဖြစ်လို့သူတို့ကလည်းအာယုသင်္ခါရလို့ခေါ်တယ်နောက်ထပ်အာယုသင်္ခါရလို့ခေါ်တဲ့အကြောင်းတစ်ခုရှိနေသေးတယ်အဲ့ဒါကဘာလဲဆိုတော့ ဘုရားရှင်ပြိဋိဘံမဆန်းခင်ထိုနှစ်မှာဝါဇုလပြည့်နဲ့ရောက်ပြီးဆုံးကြတော့ဝါဇုလပြည့်ကနေစတင်ရေတွက်မှဆိုရင်ကဆုံလပြည့်ဆိုရင်10လရှိတယ်။အဲဒီ10လအချိန်အခါကာလဝါဇုလပြည့်ကနေကစပြီးတော့အကုသိုလ်ကံတစ်ခုက ဝင်ရောက်ပြီးတော့နှောက်ရှက်လာပြီးဒီကံကဘုရားရှင်ရဲ့သက်တော်ကိုဖြတ်တောက်နိုင်တဲ့စွမ်းအားရှိတဲ့သို့မဟုတ် ကပ်ပြီးညှဉ်းပန်းနှိပ်စက်နေတဲ့စွမ်းအားရှိတဲ့ကံဖြစ်ပါတယ်။အဲဒီကံကမရဏန္တိကတင်ချင်းလင်အဆုံးပိုင်းကြရှိတဲ့ဝေဒနာကိုဖြစ်ပေါ်စေပါတယ်။ဘယ်လိုကံလဲလို့မေးတော့အလုံးကြမ်းမှုတဲ့အတိုင်းအလောင်းတော်ဘုရားတစ်ခုမှာလဝေသမန်တဥ္ကိုခါကင်ပြီးတော့ရက်ချိုးခဲ့မှုတဲ့အကုသိုလ်ကံကမီလာပြီးပဏိနိဗ္ဗာန်မဆန်းမီဆယ်လမှာဒီကံကဝင်အကျိုးပေးတဲ့အတွက်ဘုရား ရှင်သန္တန်တို့မှခန္ဓာတဲ့ယောဂဝေဒနာသုခလည်းသုခလည်းတဲ့အချိန်ကကြတော့ဒီခန္ဓာတဲ့ဝေဒနာကိုဘုရားရှင်ကဘယ်ဘုံဘယ်ဘန်းဗဏိနာအဖြစ်တွန်းလှန်တော်မူသလဲရှုဖို့ဤစနစ်ကအထီလိုပါရူပတတကဝိပဿနာရှင်ဤအရူပတတကဝိပဿနာရှင်ဤဆိုတဲ့ရှင်ဤတဲ့ဝိသတိမဲ့မှတိတိကျကျရှိပါတယ်အဲ့ဒီရူပတတကဝိပဿနာရှင်ဤအရူပတတကဝိပဿနာရှင်ဤတို့ဖြင့် ဘုရားရှင်ကဝိပဿနာဘာဝနာကမ္မထံကိုအရှင်ဝါအလောင်းအကောက်အောင်ရှုပါသုံးသပ်တော်မူပါれ။သမိညွတ်ညံတော်မြတ်ကိုရသီတော်မူတဲ့ညမှလည်းရှုပါသလိုပြိဏိဗန်ဒီအာယုသင်္ခါရတတ္တကိုထင်းထင်းဆောက်ရှောက်ဖို့ရန်အတွက်ဘောမြတ်အထုပ်နေတဲ့ဝိပဿနာဘာဝနာကမ္မထံစီးပြန့်နေတဲ့အခါမှလည်းရှုပါတဲ့အကြောင်းကိုမဟာပြိဏိဗန်တုတ်တာအထင်ကရကတိတိကျကျဖွင့်ဆိုထားပါれ။နော်။ ဲ့ဒါရူပတတကဝိပဒနာရှင်နည်းဆိုတော့ကယုတ်တွေကို9ပုံပုံပြီးတော့ခုနှစ်မျိုးသောနည်းဖြင့်ရှုပသုံးသတ်တော်မူနည်းဖြစ်တဲ့အရူပတတကရှင်နည်းကနန္တရားတွေကိုခုနှစ်ပုံ ပုံပြီးတော့ရှုပသုံးသတ်တော်မူတဲ့နည်းဖြစ်တဲ့အတိတ်ကြအကုန်စင်သိကျင်တော့လက်တွေ့ရှုပါဒီနဲ့ပို့ပြီးတော့ဇာတွင်းလောက်ပဲသိကျင်နေဆိုရင်တော့ဝိသုဒ္ဓိမြတ်ကိုလေ့လာကြည့်ဒီတော့အဲ့ဒီလိုရှုပသုံးသပ်လိုက်တဲ့အခါဝိပဿနာဉာဏ်ဉာဏ်ကအလုံးအရှင်ဝံကောင်းလာတဲ့အခါမှာဘုရားရှင်ကအရတ္တဖို့တမဘက်ကို ဝင်စားတော့မူပါတယ်အရတဖို့တမပတ်မှထပြီးတဲ့အချိန်ခါကြတော့မှဤခန္ဓာဝေဒနာသည်ဤနေ့မှနောင်ပြိဏိဗံစံတော်မူမိဆက်လောက်ရောက်ကဆုံးလာပြီနှင့်အထိမပေါ်ပါစေတည်းဆိုပြီးတော့အဋ္ဌံပါရမီတော်မြတ်ဖြင့်ခွာတော်မူပါတယ်နော်အဲ့ဒီလို့ လက်တို့ကိုထင်းထင်းရှောက်ရှောက်နေတဲ့ဒီဖလတ်သမဘတ်ကိုအာယုသင်္ခါရဖလတ်သမဘတ်အာယုပါလကသမဖလတ်သမဘတ်ဇိဝိတသင်္ခါရဖလတ်သမဘတ်ဆိုပြီးဒီလိုနာမည်အမျိုးမျိုးဖြင့်ခေါ်ပါတယ်။အဲ့ဒီဖလတ်သမဘတ်ဝင်စားနေတဲ့လုပ်ငန်းရပ်ကိုဒီတဘိုးရဲလက်မြေကနေပြီးတော့နောကဆုံလက်မြေနေအထိ၃နာအထိသာငါဝင်စားတော့မယ်၃နာကျော်ရင်မဝင်စားတော့ဘူးလို့စိတ်တော့အစဉ်ကိုဆုံးဖြတ်ချက်ချခြင်းကိုပဲ။ အာယုသင်္ခါရလွတ်တော်မူတယ်လို့ဒီလိုခေါ်တာပါနော်အဲဒီတော့အဲ့ဒီလိုအာယုသင်္ခါရလွတ်တော်မူတဲ့အချိန်ကမှဝန္တလွန်းလို့ဘုရားရှင်ကဥဒံကျွင့်တော်မူတာဒါကလေးကိုဘုန်းကြီးပြောတာကအထိပ္ပယ်ရှိနေပါတယ်နော်ဒီညဟောမယ့်တရားကအဖျက်သုတ်တံဖြစ်ပါတယ်ထိုသုတ်တံမှာဘုရားရှင်ကသံမောဟမရဏတွင်နေဝင်ဖြစ်ဘဝကိုအဆုံးသတ်သွားတဲ့ဒေနီးလေးမျိုး အတ္တမောဟမရဏတွင်တွင်ဝင်ဝင်ဖြစ်မသိပဲအသိဉာဏ်ရှိခြင်းဖြင့်ဘဝကိုအဆုံးသတ်သွားရတဲ့တင်ဒီလေးမျိုးဆိုပြီးတော့ခွဲခြားဟောထားပါတယ်အဲ့ဒီခေါ်ခေါ်ထားတဲ့အတွေ့အဲ့မှာအတ္တမောဟမရဏတွင်ဝင်မှုမောဟတရားဤလုံးဝကင်းစင်ပြီးတော့သိတဲ့တင်ဒီဖြင့်သိတတ်အောင် သာသနာတော်နှင့်တွေ့ကြိမ်မှာကျိုးစားအထုတ်စင်ခြင်းနဲ့ဆန္ဒတက်ဖြင့်ဘုန်းကြီးကဒီအဖျက်သုတ်တံကိုဟောဖို့ရည်ပါတယ်ရည်ပဲခြင်းဖြစ်ပါတယ်အဲဒီတော့အဲ့ဒီလိုဟောတဲ့အပိုင်းမှာအတ္တမောဟမရဏတဲ့မှာစံထဒိတ်တဲ့ပုဂ္ဂိုလ်ကတော့ခုဘုရားရှင်ဖြစ်ပါတယ်ဒါကနံပါတ်၁စံထရမယ်ပုဂ္ဂိုလ်ပဲဒါအတုလိုက်ပြီးကျင့်ရအောင်သို့တော့မိမိတို့ကသံဝိညာဏညာရအောင်ကျင့်ရမယ်ဒီလိုဆိုလိုတာမဟုတ်ပါဘူးနော်ဘုရားရှင်ဒီအတ္တမောဟမရဏ ဖြစ်အောင်ဘယ်ပုံဘယ်ပန်းဘဏိနာအဖြစ်ကျင်းသိအောင်သူကြိုးစားအထုတ်ခဲ့တယ်ထာကနမူနာလေးတစ်ခုပြတာပါနော်ဒီတော့ဒီအဖျက်သုံးတန်မှာဘာဒီအဖျက်သုံးတန်ကဘယ်ပုံဘယ်ပန်းဘဏိနာအဖြစ်ဖြစ်ပေါ်လာတယ်ဆိုတော့တစ်ချိန်မှာဗိမိတာရမင်းကြီးရဲ့မင်းဆရာဖြစ်တဲ့ဇန်နုသောဏိပုံနာကြီးကမြတ်စွာဘုရားထံကိုချဉ်းကပ်ပြီးလာပါတယ် ဲ့ချင်းကလာပြီးတဲ့အချိန်ခါမှာသူကသူ့ရဲ့အယူဝါဒလေးတစ်ခုကိုတင်ပြတယ်။မြတ်စွာဘုရားနဲ့ဝမ်းမြောက်ဝမ်းသာနှုတ်ဆက်စကားတွေပြောဆိုပြီးတော့တင့်တင့်တဲ့တဏှာမှာထိုင်ပြီးတော့သူကမြတ်စွာဘုရားကိုသူ့ရဲ့အယူဝါဒအကြောင်းကိုတင်ပြတယ်။ဘယ်လိုတင်ပြလဲ။အဟံဟိဘောဂောဓမ္မအင်ဝဝတိအဝန္တိတိနတ္ထိယောမရဏဓမ္မောသမနောနဘယတိနာတန္တသအဘိဇ္ဇတိမရဏတ။ဘောဂောဓမ္မဥရှင်ဂောဓမ္မ ဟံဟိတပိတောတိကအေဝံဝါဒီဤကဲ့သို့သော ပြောဆိုတဲ့ဝါဒရှိပါ၏ဧဝံတိတိဤကဲ့သို့သောခံယူချက်ရှိပါ၏တပိတောကဒီလိုပြောဆိုနေတဲ့တပိတောဝါဒရှိတယ်တပိတောကဒီလိုယုံကြည်ချက်ရှိတယ်ဘယ်လိုလဲယောအကျင့်ပုဂ္ဂိုလ်သည်မရဏဓမ္မသိခြင်းပြည့်စည်ခြင်းမရဏသဘောတရားထင်ရှားရှိသည့်တမန်တော်ဖြစ်ပါလျက် နဘယတိမကြောက်တန်တန်တန်ထိတ်လက်ဒုလုံချင်းသောနမရဏတံတိချင်းတရားကိုတန်တန်တန်ထိတ်လက်ဒုလုံချင်းသောနအဘိတိတိမရောက်သောထိုကဲ့သို့တိချင်းကိုမကြောက်ရွံ့တဲ့ပုဂ္ဂိုလ်သည်နတ်တိမရှိနိုင်ပါတိချင်းကိုမကြောက်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိပါဘူးလို့သူကဒီလိုခံယူချက်ရှိတဲ့အကြောင်းတင်ပြတယ်။ဘယ်နဲ့တော့ပရိသတ်တွေကိုကြောက်တယ်လားမကြောက်ဘူးလား။ဟမ်ဘယ်လိုလုပ်ကြောက်ကြတယ်လားမကြောက်ကြဘူး။ ဘုန်းကြီးကတော့ကြောက်စီခြင်းပါတယ်နော်ကြောက်စီခြင်းနာဘာကြောင့်လဲဆိုကြိုတင်ပြင်းစင်စေခြင်းလို့ပြောတာပါနော်အဲ့ဒီခါမှကြတော့မှဘုရားရှင်ကဘယ်လိုအမိန့်ရှိလဲအတိယမနာမရဏဓမ္မောသမဏောဖာယတိသန္တတအပိဋ္ဌတိမရဏတအတိပန္နမြမနာမရဏဓမ္မောသမဏောနဗ္ဗယတိနသန္တတအပိဋ္ဌတိမရဏတမြမနာတကရောဇန္နုသောဏိဘုံနာ မရဏဓမ္မသိခြင်းပြည့်စည်ခြင်းသဘောတရားထင်ရှားရှိသည်သမဏောဖြစ်ပါလျက်ယောအကျင့်ပုဂ္ဂိုလ်သည်နဗ္ဗယတိမကြောက်တတန်မရဏတသိခြင်းတရားကိုတန်တန်တန်ထိုင်လန်တုံလုံးခြင်းသို့နဗ္ဗေသတိမယောသောထိုကဲ့သို့မကြောက်ရွံ့မထိုင်လန်တဲ့ပုဂ္ဂိုလ်မျိုးသည်လည်းအဋ္ဌိရှိပါ၏ယမနာတက္ကရောဇာနုသောဏိဘုံနာပါဏနောက်တစ်မျိုးသောကား မရဏဓမ္မသင်္ချေမျက်စိအကျင့်သဘောတရားချင်းချရှိသည့်တမန်တော်ဖြစ်ပါလျက်ယောအကျင့်ပုဂ္ဂိုလ်သည်မရဏတသင်္ချေတရားကိုနှပ်ပါရတိမှကြောင့်မရဏတသင်္ချေတရားကိုမရဏတသင်္ချေတရားဤတန်တန်တန်ထိတ်လန့်တုံလုံးချင်းသို့နှပ်အပိစတိမရောသောထုကဲ့သို့မကြောက်ရွံ့မထိတ်လန့်တဲ့ပုဂ္ဂိုလ်မျိုးသည်လည်းအတ္တိရှိသည့်သာဖြစ်ပါ၏ပုဂ္ဂိုလ်နှမျိုးရှိတဲ့အကြောင်းကိုမြတ်စွာဘုရားကဖော်ပြတယ် သိချင်းတရားကိုကြောက်ရွံ့ထိတ်လန့်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်သိချင်းတရားကိုမကြောက်ရွံ့မထိတ်လန့်တဲ့ပုဂ္ဂိုလ်လည်းရှိပါတယ်ဆိုပြီးနှစ်မျိုးရှိတယ်အကြောင်းပြောတယ်။အဲဒီမှာသိချင်းတရားကိုကြောက်ရွံ့ထိတ်လန့်နေတဲ့ပုဂ္ဂိုလ်ကို၄မျိုးခွဲခြားပြီးတော့မြတ်စွာဘုရားကဟောတယ်။သိချင်းတရားကိုမကြောက်ရွံ့မထိတ်လန့်တဲ့ပုဂ္ဂိုလ်ကိုလည်း၄မျိုးခွဲခြားပြီးတော့ဟောကြားတော်မူပါတယ်။အဲဒီမှာနံပါတ်၄ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲ။ကတမောဇ္ဇပြမနာမရဏဓမ္မော သမန္တဘာယတိတန္တတအဘိသတိမရဏတယမနာဒဂရောဇနုသောနိဖုံနာယောအကျဉ်သူတိမရဏဓမ္မောတိချင်းမျက်စိယာခြင်းမရဏသဘောတရားထင်ရှားရှိသည့်သမန္တဖြစ်ပါလျက်မရဏတန်တိချင်းတရားကိုဘာယတိကြောက်ရွံ့ဤမရဏတန်တိချင်းတရားဤတိချင်းတရားကိုတန်တတန်ထိန်လန်တုံလုံးခြင်းသို့အမေစင်းဒီရောက်ရှိဤ သောထိုကဲ့သို့သောပုဂ္ဂိုလ်ဒီကကတမောဇအဘယ်ကဲ့သို့သောပုဂ္ဂိုလ်မျိုးပါဤသင်ချင်းတရားကိုထောင်းကြောင်းကြောင်းထိမ့်လန့်နေတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲအဲ့ဒါဒကာကြီးတွေဒုမကြီးတွေကိုစောင်းဟောတယ်လို့မပြောမထင်နဲ့နော်ဘုန်းကြီးတဲ့တဲ့ဟောတာပါ နော်စောင်းဟောတယ်လို့တော့ဒီလိုမထင်နဲ့ဘယ်လိုဟောလဲ ဣဒဗိမနာဧကိသောကာမိန္တုအဝိညာရဟောတိအဝိကတေသံတောအဝိကတဗိမောအဝိကတပိပသောအဝိကတပရိလဟောအဝိကတတနောဗိမနာတခရောဇဏိသောနိပုံနာဣဒဤလောက၌ဧကိသောအချို့သောပုဂ္ဂိုလ်တိခကာမိန္တုတသိတမေကမ္မဝုထုအစုစုရောအပေါ်၌အဝိညာရဟောမကင်းသင်သောတွေ့တမေမဟုတရားထင်ရှားရှိနေသည်ဟောတိဖြစ်၏ အဝိကတိသံတော်လူလတုံးတမှုမကင်းတဲ့ဒီဟောတိဖြစ်ဟုတ်လားမဟုတ်လားကြည့်နော်ဒါဘောလဲတွေ့တာတဲ့တမိဘောလဲတွေ့တာတဲ့အဖိုးကြီးဘောလဲတွေ့တာတဲ့အဖိုးကြီးဘောလဲတွေ့တာတဲ့ဒေါ်လာရီဘောကတွေ့တာတဲ့ရွှေရင်ငွေရင်စိတ်ရင်းကြောက်တဲ့လက်ရှိတက်မဲ့ကာမဝိတ္ထအဆုစုအပေါ်မှာတွေ့တာမဲ့မဟုတ်မှုတွေကရှိနေတယ်တွင်တမေမောယုံနေလားဆိုတော့မကန်သေးဘူးဘုရားကတရားဟောတော်မူတာအမတန်စိတ်ဆက်ပါတယ် နောက်ထပ်လည်းလူချင်းတဲ့ဆန္ဒတွေရှိနေသေးတယ်ဟုတ်လားမဟုတ်ဘူးလားရှိနော်ဒါသိကြောက်ဖို့ကောင်းတယ်အဝိကတာပင်မမကင်းသောချင်းမြန်တို့ချင်းရှိသည်ဟောဒီဖြစ်၏ချင်းမြန်တို့မှုတွေကလည်းမကင်းသေးဘူးအဝိကတာပိပသောမုသိဆန်လုံးမှုမကင်းသေးသည်ဟောဒီဖြစ်၏နောက်ထပ်လည်းလူချင်းကြီးတဲ့မုသိကြီးတဲ့အမြင်နဲ့မရရအောင်ကိုရှာဖွေနေတယ် အဘိကတပရိနာဟောမကင်းသောပူပန်မှုရှိသည် ဟောကြည့်ဖြင့်မလီပူလိုက်တာပြန်မလာဘူးအချိန်ကျလို့ဒီဖုန်းကြီးကလည်းဖယ်သွားနေတယ်မသိဘူးဒီဖုန်းကြီးကလည်းဖယ်သွားနေတယ်မသိဘူးဟုတ်လားဒါရင်မကြံလာရင်လည်းစိတ်ကမပူဘူးလားပူနေတယ်တာအဘိကတတဏောမကင်းသောတမဲမှုတဏတရားထင်ရှားရှိသည်ဟောကြည့်ဖြင့်တွဲတမဲမှုဒီကလည်းမကင်းပြတ်နိုင်ဘူးအဲ့ဒီလိုပုဂ္ဂိုလ်ဘာဖြစ်လာလဲ ဓမေနဣညတရောကံလောရောဂခြင်းကိုဖုတ္တိဓမေနထိုကဲ့သို့တွေ့တမေမဟုတရားထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်ထံသို့ဣညတရော အမမထတမျိုးမျိုးသို့ကံလောပြင်းထန်သောရောဂခြင်းကိုနာကျင်ခိုက်ခဲ့တဲ့သိခြင်းအောင်ဖြစ်စီမဲ့အနာယောဂမျိုးသည်ဖုတ္တိကြောက်ရွံ့လာပေ၏တွေ့ထီရလာပေ၏အနာယောဂတခုသူကတိတ်ပြီးတော့မြဲမြံနဲ့တိတ်ပြင်းထန်တယ် အသေးသက်မဲ့ယောဂတခုမှတော့ပေါ်လာ